လူတွေမှာအစင်သာဝရစိတ်ကြည်နေနေတာမဟုတ်ဘူးအာယုန်နေရာလဲအကောင်းနဲ့တွေ့တယ်လို့ဆိုးနဲ့လည်းတွေ့သာဝရကောင်းနေတာမဟုတ်တဲ့အတွက်ကြောင့်စိတ်အခမ်းပသိတဲ့အခါမှာဒေါသဆိုတာထွက်လာတတ်ကြအဲ့ဒီထွက်လာတဲ့ဒေါသကိုမထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်အယုတ်ဆိုးအကြည်တံမဖြစ်တဲ့နေရာဖြစ်သွားနိုင်တယ် လူတွေမှာလောဘဆိုတဲ့တရားရှိတယ်လို့ဒေါသဆိုတာလည်းရှိတယ်အကုသိုလ်တရားတွေကကိုယ်ကိုယ်ထင်ကြီးတဲ့မာနသူတော်ဘာကြီးပွားတာကို မနာလိုတဲ့အိတ်တာကိုယ်သာအခွင့်အရေးရခြင်းနဲ့မစ္စရိယဒီတရားတွေကလူရဲ့ယင်ထဲမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့ အမြဲတမ်းလွှမ်းမိုးနေတာမဟုတ်ပေမဲ့လို့အကြောင်းတိုက်ဆိုင်လာတဲ့အခါဖြစ်တတ်ကြတယ်လူတိုင်းလူတိုင်းဟာသာဝရပြုံးရှင်နေတာမဟုတ်တယ်လို့လူတိုင်းလူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီးရှင်ထိန်ချုပ်နိုင်မှုလိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှင်လည်းထိန်ချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်ချုပ်ဖို့လိုအပ်တယ် တော့ကြီးပွားတာကိုမနာလို့တဲ့အိတ်သာစိတ်တွေဖြစ်လာလို့ရှင်လေထိန်ချက်ဖို့လိုရတယ်ပြီးပြီးကိုကိုတကူစကားကောင်းဆန်တဲ့စိတ်တတ်တွေဝင်လာလို့ရှင်လေထိန်ချက်ဖို့လိုရတယ်ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှင်လေသူ့ရဲ့အတိညာဟာအပြော့သွားပြီးတော့မလုံတဲ့နာတွေမပြောတဲ့နာတွေပြောမလုံတဲ့နာတွေလောက်တာဖြစ်တတ် ရင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှင်လေစဉ်းစားညာပျောက်ွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလွတ်တဲ့နာတွေလုံမိတယ်မမယွေရင်းတွေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားစိုးတွေကိုယ်ရင်ထဲမှာလွှမ်းမိုးမိနေပြီဆိုလို့ရှင်အတိညာပျောက်ွယ်သွားပြီးအပြောသင့်တဲ့စကားတွေပြောမိတယ်မလုပ်သင့်တဲ့အလုပ်တွေကိုလုပ်မိတယ် အဲ့လိုလုံးမိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကဗုဒ္ဓမာဆိုးရွားသွားနိုင်တယ်။ဒါကြောင့်မို့မကောင်းတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့အခါမှာထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်။လောဘကိုလည်းထိန်းချုပ်ရမှာပဲ၊ဒေါသကိုလည်းထိန်းချုပ်ရမှာပဲ။ပမာဏကိုလည်းထိန်းချုပ်ရမှာပဲ။ ိတ်သားဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမှာပဲကိုယ်သာကောင်းစားခြင်းနဲ့ misriya ဆိုတာကိုလည်းထိန်းချုပ်ရမှာပဲဖြစ်တယ်မထိန်းချုပ်လို့ရှင်အကြီးအကျယ်ပြဿနာဖြစ်ပြီးကိုယ်အတွက်လည်းဆိုးချိုးသူတို့အတွက်လည်းဆိုးချိုးဆိုတာမျိုးဖြစ်ပေါ်လာတတ်တယ်ပေါ့ဒါကြောင့်ဘုအမြဲဒေါသကိုထိန်းချုပ်ခြင်းဆိုတာပဲပုံပဲဒီသူတို့ကောင်းတွေဟာထိန်းချုပ်ခဲ့တယ်လေဆိုတာ အာရ90ဇတ်တော်တွေထဲမှာသုလဘောဓိသတ္တကဆိုတဲ့သုလဘောဓိဆက်စပေါင်း958တည်းမေ443ခုမြောက်သုလဘောဓိဆက်ဟာအမြဲတော်သားကိုပဲပုံထိန်ချုပ်ရပဲဆိုတာလက်တွေ့ကျင့်သုံးလိုက်နာဖို့သင်္ကန်းစာပေးတဲ့ဇာလမဲ့ဖြစ်တယ် သင်္ကန်းစာပေးတာဟာတကယ်ဘဝတစ်ခုမှာကြုံတွေ့လာတဲ့တကယ်ဖြစ်ပြက်ကိုကြီးညွှန်ပြီးတော့သင်္ကန်းစာပေးတယ်လူတိုင်းလူတိုင်းဟာအမျက်တော်သားကိုမထိန်ချုပ်နိုင်တာမဟုတ်ဘူးထိန်ချုပ်နိုင်တဲ့ပုံစံတွေရှိတယ်အဲ့ဒီထိန်ချုပ်နိုင်တဲ့သူတော်ကောင်းတွေဟာဘယ်လိုတွေးတောဆင်ခြင်သုံးသပ်ပြီးတော့မျက်တော်သားကိုထိန်ချုပ်တယ်လဲဆိုတာကိုမြတ်စွာဘုရားကဟောပြောတာဖြစ်တယ်ဘာကြောင့်ဒီဇလန်းကိုဟောပြောတာတော့ဆိုတော့ ရသဗျာစေရုံကျောင်းမှာနေတဲ့အခါမှာသာသနာဘုံဝင်ရောက်ပြီးတော့ယဟန်ပြုတ်လာတဲ့ယဟန်တော်တပါးဟာပင်ကိုဆရာရဲ့ဒေါသအပတန်ကြီးတယ်ထိကတဲ့ဆိုဒေါသဖြစ်တတ်တယ်ဒါကဆရာ့ဝါဒနာဆိုတာဘဝမှာပါလာတတ်တယ်စိတ်တူတတ်တဲ့လူဟာဘာပြောလိုက်ပြောလိုက်ဒေါသဖြစ်ပေါ်လာတတ်တာပေါ့ စိတ်ဆိုးတယ်မျက်ထွက်တယ်ဒေါသဖြစ်တယ်ဆိုတာနည်းနည်းလေးပြောလိုက်လေမခံစင်စိတ်နဲ့ဒေါသဖြစ်လာအဲ့လိုစိတ်တူတာကောင်းလားမကောင်းဘူးစိတ်တူတာအရာရာမှာစိတ်တူတာကောင်းလားဆိုမကောင်းလူလောကမှာတူနဲ့တူဆက်ဆံတဲ့အခါမှာအပြောမခံပြီးစိတ်တူနေတဲ့ပုံကိုယ်တွေဟာအမှန်တမ်းဟို တကူဒီအထီးကျန်တဲ့သဘောမျိုးကိုရောက်စီတတ်တယ်။အဲ့ဒီယဟန်တော်တပါးဟာသင်္ကန်းဝတ်ဒီလင်ကစားသူကနည်းနည်းလေးမှအပြောမခံဘူး။သူ့ရင်ထဲကဒေါသကိုထိန်းချုပ်နိုင်စွာမရှိဘူး။ဘသူကပြောလိုက် ပြောလိုက်သူမကြိုက်တာဆိုရင်ထောင်းကနေဆိုဒေါသဖြစ်တယ်။အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီယဟန်ကိုခေါ်ပြီးတော့ဆုံးမတယ်။ယဟန်ဒေါသဆိုတာ ထိန်ချုပ်ရမှာ ဖြစ်တယ်ကောဒေါနာမဝါရီတဘောကိုယ့်ရင်ထဲမှာအပြည့်တော်သားဖြစ်လာလို့ရှင်တားမြစ်ရမယ်ထိန်ချုပ်ရမထိန်ချုပ်ဘဲနဲ့လွတ်ထားလို့မရဘူးကောင်းတာနဲ့မကောင်းတာနှစ်ခုရှိရထင်မယ်မကောင်းတဲ့စိတ်နေသဘောထားတွေရင်ထဲဖြစ်လာလို့ရှင်ထိန်ရမှာအော်လူတွေကကိုယ့်ကိုယ်ကိုထိန်မှုမကြိုးစားကြဘူးအများအားဖြင့်သူများကိုထိန်မှုပဲကြိုးစားကြတယ် လူတယောက်တို့ထိမ့်သိမ့်ဆောက်ရှောက်နိုင်တော့လည်းပဲကိုယ့်ရင်ထဲကအကုသိုလ်တရားတွေဖြစ်လာတာကြတော့ထိမ့်သိမ့်နိုင်စွာမရှိကြဘူးမတားမြစ်နိုင်စွာမရှိကြဘူးတားမြစ်ဖို့လည်းမကြိုးစားကြဘူးများအဖြစ်အဲ့တော့အရေးကြီးတာသူများထိမ့်ချုပ်ဖို့တဲ့ကိုယ့်ကိုယ်ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ဒေါသကိုထိမ့်ချုပ်နိုင်ရအောင်အိတ်သားဆိုရဲကြယ်လစီကိုလည်းထိန်းချုပ်ရမယ်။မမနာတွေလည်းထိန်းချုပ်ရမယ်။လောဘလည်းထိန်းချုပ်ရမယ်။ မစ္စရိယဆိုရဲကိုကျိုးစားတဲ့စိတ်ကိုလည်းထိ ंछ ောက်အောင်အဲ့တော့ဒီယဟန်ဟာသူ့ရဲ့အချင်းစရိုက်ကထိကနဲ့ရှိစိတ်တူတဲ့အများနဲ့နေတဲ့အခါမှာဒီအပြောမခံအပြောမခံလို့ဒေါသအလျောက်တုံ့ပြန်လာတယ်ဆိုလို့ရှိရင်ပြဿနာတွေကြီးကျယ်ဖြစ်နိုင်တယ်အဲကြောင့်မို့လူတိုင်းလူတိုင်းဟာ ေါသကိုထိ ंछ ုံပြီးတော့တိကံစိတ်ကိုမွေးမြူချရမှာဖြစ်တယ်။ဝိုင်းပြီးတော့မိတ်ဆွေတွေကတိခံမှုတိုက်တွန်းကြတယ်။အဲ့တော့တချို့ကလည်းပဲမခံနဲ့မဟုတ်မခံဆိုတာကိုပဲကုန်ရှိတယ်လို့ထင်ပြီးတော့မိလောင်ရလေးပြင့်ဆိုတာလို့မြောက်ပြင့်ပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းလောကမှာအများကြီးရှိတယ်။အဲ့တော့ကိုယ့်ရဲ့နေမှာဖြစ်တဲ့ဒေါသရဲ့အပြစ်ကို သေးသေးချာချာစိတ်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 ကြည့်ပြီးရင်တော့ထိမ့်ချုပ်နိုင်တယ်ဆိုရင်တတရှိတယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းခြင်းမကောင်းခြင်းဆိုတာနှစ်ခုရှိတယ်။ဒီနေရာမှာဒေါသဆိုတာလုံးဝစင်စစ် မကောင်းတဲ့အရာသာဖြစ်တယ်။ကောင်းတာဆိုတာကိုယ်ကနိုင်ရလို့ကျင့်တတ်သွားရင် ကောင်းတယ်လို့လူတွေကထင်ကြတယ်။တကယ်ကတော့ဒေါသဆိုတာမကောင်းတဲ့အရာ။မကောင်းတဲ့အရာကိုကိုယ့်ရဲ့နဲ့မှဖြစ်မခံရဘူး။ထိမ့်ချုပ်ရမှာဖြစ်တယ်။တားမြစ်ရမှာဖြစ်တယ်။အဲ့တော့အဲ့ဒီယဟန်နဲ့ပတ်သက်ပြီး ရသော်ပြားကဆုံးမတာငါဖုရားဟာဒေါသမထွက်အောင်အမြဲတမ်းဟောပြောတဲ့ဒေါသကိုထိန်းချုပ်ဖို့တိုက်တွန်းတဲ့တရားဓမ္မကိုဟောပြောတာဖြစ်တယ်ဒီလိုဆုံးမမှာသာသနာ့ဘောင်ဝင်ရောက်ပြီးတော့ယဟန်ပြုတာဖြစ်ပါလေတဲ့။ငါဖြစ်လို့ကိုဒေါသကိုကိုမထိန်းနိုင်ရမှာလေ။ဘုန်းကြီးဝတ်တယ်ဆိုတာ ကိုယ့်ရဲ့လောဘဒေါသမောဟကိရိတာတွေကိုထိမ့်သိမ်းမှုဘုံကြီးဝတ်ထားပဲဖြစ်တယ်။လောကလူတွေဆိုတော့လေကိုယ့်ရင်ထဲမှာမကောင်းတဲ့စိတ်တွေကိုထိမ့်ချုပ်နိုင်ရမယ်။ထိမ့်ချုပ်နိုင်မှသူတော်ကောင်းဆိုတာဖြစ်တယ်။ရှေးတုန်းကပညာရှိတွေဟာသူတို့ရဲ့ဒေါသကိုထိမ့်ချုပ်နိုင်စွာရှိခဲ့ကြတယ်ဆိုတာကိုမြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဒီစုလဘောရိဆက်ကိုဟောတာဖြစ်တယ်။ဒီတရားကိုလာကြားရတော့ဘုရားဘာသာဝင်အပေါင်းပြီးတော့ 生意怎么样？国个人现在钱不好赚，一手难交啊！钱。<music> <music>